မြန်မာနိုင်ငံရဲ့အကြီးမားဆုံးကွန်ရက်ကိုပိုင်ဆိုင်ထားတဲ့ MPT ဟာမိဖက်ဂျပန်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးနိုင်ငံတဝန်းက၃ဆသူတန်း၂၀ကျော်ကိုအရေးသွေးမြင်မာပြီးယုံကြည်စိတ်ချရတဲ့စစ်တပ်ရင်းဝန်ဆောင်မှုတွေကိုပြည့်အပ်လာခဲ့တာဆိုရင်၂၀၂၅ခုနှစ်စက်တင်ဘာလမှာ၁၇နှစ်ပြည့်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။ ဒီအောင်မြင်မှုခီးလန်းကိုရှောက်လန်းနိုင်ခဲ့တာဟာနိုင်ငံတော်မှာရှိတဲ့ကျမတို့ဝန်ထမ်းတွေရဲ့မဆုံးမနစ်စူးစမ်းအားထုတ်မှုစံစံခံရည်တည်နိုင်မှုတွေကြောင့်ပဲဖြစ်ပါတယ်ဒီကာလအတွင်းမှာမြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍရဲ့အနာဂတ်ကိုပုံဖော်ရမှာ MPT ဝန်ထမ်းတွေအနေနဲ့အခက်အခဲတွေ၊စိန်ခေါ်မှုတွေကိုအတူတကွကြုံဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။ဒီအောင်မြင်မှုတွေကိုပုံဖော်ပေးခဲ့ကြတဲ့ MPT ဝန်ထမ်းတဦးတယောက်ချင်းစီရဲ့စူးစမ်းအထောက်အမှုတွေကိုအထူးကျေးဇူးတင်ရှိပါတယ်။ ကျမတို့ MBT ရဲ့သုံးဆဲသူရှေ့ရှုဝန်ဆောင်မှုပေးသူတွေဟာ7နှစ်တာကာလအတွင်းမှာအ धिक ကြတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဒါကြောင့် MBT ရဲ့တမောင်များစွာသောသုံးဆဲသူတွေကိုနေ့စဉ်နဲ့အမျှအကောင်းဆုံးဝန်ဆောင်မှုတွေပေးအပ်နေတဲ့ဌာနအသီးသီးကလို့ပေါ်ကပ်ဖက်တွေရဲ့စကားသံလေးတွေကိုနားထောင်ကြည့်စားရအောင်လားရှင်။မင်္ဂလာပါကျွန်တော် MPD B2B Sales and Distribution Department မှာအလုပ်လုပ်နေတဲ့ထွန်းကျော်အောင်ဖြစ်ပါတယ်ကျွန်တော်အခု MPD မှာ ာဝန်ထမ်းဆောင်နေရဆိုရင်နှစ်နှစ်တာကာလရှိပါပြီ။ဂုဏ်ယူရတဲ့အခိုက်အတန့်ကိုဆိုရင်ဒီ MPDI ကမြန်မာနိုင်ငံရဲ့ပထမဦးဆုံးနဲ့အကြီးအမားဆုံးသောတယ်လီကွန်အော်ပရေတာဖြစ်တဲ့အတွက် MPD မှာလွတ်လပ်ရကိုယ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာမင်္ဂလာပါရှင်ကျမတို့ဆီရှိနေမှာ MPD ကောဆန်တာမှာတာဝန်ထမ်းဆောင်နေရ၃နှစ်ရှိပါပြီ MPD ကမြန်မာနိုင်ငံရဲ့အကြီးဆုံးဆက်သွယ်ရေးကွင်ရတစ်ခုလည်းဖြစ်တဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ customer ရဲ့အခက်အခဲတွေကိုဖြေရှင်းပေးနိုင်တဲ့၃၀သူရဲ့လိုအပ်ချက်တွေ complaint တွေကိုစိတ်ချနိုင်မှုပြပါအောင် ဆက်ဖြစ်ပေးနိုင်တဲ့အတွက် MPD မှာတာဝန်ထမ်းဆောင်ရတာကိုအကုန်လုံးမိပါတယ်ရှင်။မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မကွေးတိုင်းဒေသကြီးစီရိုဌာနတိုင်းပြည်ပြည်ရေးမကွေးမှာဦးဆောင်နေဖြစ်ပါတယ်။ကျွန်တော်က MPD မှာတာဝန်ထမ်းဆောင်ခဲ့တာ33နှစ်ရှိပါခင်ဗျာ။ MPD မှာတာဝန်ထမ်းဆောင်နေစဉ်ခေါင်းစရာခိုက်တဲ့အပြောအဆိုရင်းမန္တလေးမြို့တွင်2023ခုနှစ်၌ပြောခဲ့သည့်ငွေကြေးပြည့်စည်ခဲ့သည့်စစ်တွေတိုင်းများပြန်လည်ပြည့်ပြည့်ချင်း လုပ်ငန်းတွေပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက်မှတ်တရဖြစ်စေခဲ့ပါတယ်မင်္ဂလာပါရှင်မမနီဆိုပါ MD အောင်ရှုံမှာတာဝန်ထမ်းဆောင်နေရ16နှစ်ရှိပါပြီ MD မှာတာဝန်ထမ်းဆောင်ရင်းနဲ့ခုံရွားတဲ့ခိုက်တန်လေးကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ပြည်သူပြည်သားမိသားစုများအချင်းချင်းနှွေးထွေးစွာဆက်သွယ်မှုပြုနိုင်တဲ့မြန်မာနိုင်ငံအကြီးဆုံး operator ကြီးတစ်ခုဖြစ်တဲ့ MD မှာတာဝန်ထမ်းဆောင်ရတာခုံယူမိပါတယ်ရှင်မင်္ဂလာပါရှင်ကျွန်မကတော့မန္တလေးတိုင်းအောင်မြေသာဇံမြို့နယ်ဒီစီရဲ့လက်ခံရင်းဖြစ်ပါတယ် ကျွန်မက MPD မှာလုပ်တဲ့32နှစ်နဲ့တောင်ဝင်ထမ်းဆောင်နေတာဖြစ်ပါတယ်ရှင်2018ခုနှစ်ကနေစပြီး DFD တင်းမီပေါ်လာပြီးကျွန်မတို့ DCA အဖြစ်တောင်ဝင်ထမ်းဆောင်ခဲ့ရပါတယ်ရှင် DCA ရဲ့ဘဝမှာတော့နေ့စဉ်နေ့တိုင်းဟာအမတ်တရများစွာရှိခဲ့ပါတယ်ရှင်2018ခုနှစ်မှာကျမတို့မန္တလေးတိုင်းရဲ့ market share ၄၀ရာခိုင်နှုန်းနဲ့ MPD နံပါတ်၁ရအောင်ကြိုးစားခဲ့ရခြင်းဟာဆရာသမားများနှင့်အတူတကွာ MPD အတွက်ဂုဏ်ရဆုံးလေးတစ်နည်းဖြစ်ခဲ့ပါလေရှင်။ Hello မင်္ဂလာပါ I am Partho Sarathy Ghosh from Consumer Sales to Division of S&D Function. Associated with MPD since 2016, this November I shall be completing my 10th year of association. Every day is a new experience in MPT. We learn, we face challenges, we execute together as a team, which makes the journey more memorable. We love MPT. MPT ရဲ့ကုန်တင်ဟာဝန်ထမ်းတွေရဲ့စိတ်သက်ခွန်အားနဲ့အတူတုံးဆွေသူတွေအတွက်အကောင်းဆုံးဝန်ဆောင်မှုပေးမယ်ဆိုတဲ့ဂရီကဝတ်ဆောင်ရွက်မှုအပေါ်မှာခိုင်ခိုင်မာမာမူတည်နေပါတယ်။ဝန်ထမ်းတွေရဲ့အတွေ့အမြင်နဲ့စိတ်သက်ခွန်အားဖြစ်စေမယ့်စကားသံတွေကိုနားထောင်ကြည့်လိုက်ကြရအောင်။မင်္ဂလာပါ ကျွန်တော်ဦးစိုးအောင်သိန်းပါခေါ်စတာဌာနနဲ့ကက်ဆမာကဲဌာနမှာတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ MPD မှာတာဝန်ထမ်းဆောင်တာ32နှစ်ရှိပါပြီ။ MPD 3ဆွဲမှုများမှမေးမြန်းစုံစမ်းမှုများနဲ့ခက်ခဲတွေကိုထိရောက်တော့ဝန်ဆောင်မှုနဲ့3ဆွဲသူများ၏စိတ်ကျေနပ်မှုရရှိအောင်ဆောင်ရွက်ပေးခွင့်ရရှိတဲ့အတွက်ကျွန်တော်အနေနဲ့ MPD မှာလုပ်ငန်းဆောင်ရွက်ရတာများစွာဂုဏ်ယူမိပါတယ်။ ကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ထွန်အင်းမောင်ပါ MPT ရဲ့ Corporate Strategy Department မှာ Department General Manager အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော် MPT ကို2005 March လမှာလက်ထောက် Engineer အနေနဲ့စတင်ပြီးတော့တာဝန်ထမ်းဆောင်တာဆိုတော့အခုဆိုရင်နှစ်20ကျော်ပါပြီခင်ဗျာ လူမှုရေးစီပေါ်ရေးကျန်းမာရေးပညာရေးအဆစအရာရာအတွက်အရေးပါတဲ့ဆက်သွယ်ရေးကဏ္ဍမှာပါဝင်ထမ်းဆောင်ရတဲ့အတွက်ကြောင့်ကျွန်တော်ကိုယ့်လူကိုအမြဲအကုန်ယူဆောင်နေလောက်ပါတယ်ခင်ဗျာအထူးသဖြင့် government sector ကဝန်ထမ်းတယောက်အနေနဲ့ MPD တိုးတက်ဖို့ industry ဖွံ့ဖြိုးဖို့အတွက်နိုင်ငံတကာက expert တွေနဲ့ရန်ပောင်တွင်းလှုပ်ဆောင်နေနိုင်တဲ့အတွက်ကြောင့်ပို့ပြီးတော့အကုန်ယူရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင်ကျွန်မကတော့ရန်ကုန်တိုင်းဒေသကြီးတိုင်းမန်နေဂျာယုံမှာလက်ထောက်မန်နေဂျာဦးမချူဖြစ်ပါတယ်ရှင်ကျွန်မ MPD မှာအလုပ်ဝင်ရောက်လုပ်ကန်ခဲ့တာ32နှစ်ရှိပါပြီရှင် ။ MPD မှာလုံလောက်ကင်နေတဲ့ဂုံယူရတဲ့အခိုက်အတန့်တွေကတော့ MPD ကနေဥဆောင်ကျင်းပပြုလုပ်ခဲ့တဲ့သွေးလူဒန်းပွဲကြီးတဘာဝဘီရဲ့အနေနဲ့ပတ်သက်တဲ့လူဒန်းပွဲတွေမှာပေါင်ခွင့်ရတဲ့အတွဲဂုံယူပါတယ်ရှင်။နာပါရှင်ဒီမှာကတော့ဒေါက်တင်ကြီးဖြစ်ပါတယ် MPD စီးရဆာမှာတာဝန်ထမ်းဆောင်လာကိုထင်ရှိပါပြီ MPD အဖွဲ့စည်းမှာအလုပ်နေတဲ့အချိန်ခိုက်တက်မှာဂုံယူရတဲ့အချက်ကိုပြောရမယ်ဆိုကျွန်တော်တို့ MPD အဖွဲ့စည်းရဲ့စီးရဆာလုပ်ငန်းကြီးဖြစ်တဲ့သွေးလူဒန်းကျင်းတစ်ပင်ဆိုင်ချင်းမိဘမဲ့ကြီးဟာဘိုးဘကြီးတာသူတဲ့အလုပ်တွေအရဆိုလို့ရှိရင်ဌာနရဲ့ ဂုဏ်ပြုရတဲ့အချက်တွေဖြစ်ပါတယ်။ CSR လုပ်ငန်းတွေကိုဆောင်ရွက်ရတဲ့အတွက်အခုပဲဂုဏ်ပြုရပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာပါရှင်။ကျွန်မနာမည်ကတော့နေတာဆွနိုင်ဖြစ်ပါတယ်။ MPD ရဲ့ဗန္ဒာရေးဌာနကြီး Procurement Department မှာတာဝန်ယူထမ်းဆောင်နေတာ17နှစ်ကျော်ရှိပါပြီရှင်။မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ဆက်သွယ်ရေးကောင်းမွန်စေဖို့ကောင်းဆုံးဝန်ဆောင်မှုတွေပေးနေတဲ့မြန်မာနိုင်ငံရဲ့ပထမဦးဆုံးနဲ့အကြီးမားဆုံးကွန်ရက်ကိုပိုင်ဆိုင်ထားတဲ့ MPD မှာတက်တက်တအားတာဝန်ယူထမ်းဆောင်ခွင့်ရတဲ့အတွက်အမြဲကုန်မိပါတယ်ရှင်။ မင်္ဂလာပါရှင်ကျွန်မအညီစုမပါ Risk Management ဌာနကဖြစ်ပါတယ်ကျွန်မ MPT မှာတာဝန်ထမ်းဆောင်ခဲ့တာ10နှစ်နဲ့6လပြည့်ပြီပါပြီမြန်မာနိုင်ငံရဲ့ခိုင်မာတဲ့စက်သွေးရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MPT မှာဂျပန်နိုင်ငံရဲ့နီးပညာရေးနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ရတဲ့လုပ်ငန်းတွေ့ကြုံပေါ်မှာကြီးနက်မိပါတယ်အလားတူပဲ MPT နဲ့အတူသွေးလူရတဲ့အတွက်လည်းပျော်ရွှင်မိပါတယ်ကျွန်မ MPT ရဲ့ဝန်ထမ်းတယောက်ဖြစ်ရတာအကုန်ယူပါတယ်ရှင်မင်္ဂလာပါကျွန်တော်ကတော့ MBD ရဲ့ CSR ဌာနမှာတာဝန်ယူဆောင်ရွက်နေတဲ့အောင်စုံသက်ဖြစ်ပါတယ် ကျွန်တော်အနေနဲ့ MPD မှာတာဝန်ထမ်းဆောင်ခဲ့တာအခုဆိုရင်10နှစ်တိပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ကျွန်တော် MPD မှာတာဝန်ထမ်းဆောင်ရင်းနဲ့ဂုံယူရဆုံးအခိုက်အတန့်ကတော့ကျွန်တော်2015ခုနှစ်မှာဘုန်းတော်ဤတင်ပညာရေးကျောင်းနေအတွက် MPD ရဲ့နမတ်အလှတွေရောင်းပြီးတော့ရလာတဲ့ငွေကတစ်ဆင့်ဆိုလာမီရင်ကြီးလူရန်ရတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် MPT ဟာနိုင်ငံတော်ကသုံးစွဲသူတွေအတွက်ဆက်တနည်းပြည့်ကျေးဇူးတုံ့ပြန်မှုအနေနဲ့ MPT ပို့ကိုအထူးစီစဉ်သစ်ကိုလည်းမိတ်ဆက်ပေးထားပါတယ်။ ကျွန်တော်ကတော့အောင်သူရပါခင်ဗျာ MBT ရဲ့ကျွန်တော် marketing ဌာနမှာကျွန်တော်တာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျာအာဒီနေ့တော့ကျွန်တော်ဝန်ထမ်းနေနဲ့ပတ်သက်တဲ့ campaign လေးတစ်ခုကိုအဲကျွန်တော်မျှဝေလိုပါတယ်ကျွန်တော်တို့ MBT ရဆိုလို့ရှင် Mayfair Japan အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့လှုပ်လာတာဆိုရင်ဒါ7နှစ်မြောက်ရှိသွားပြီပေါ့အဲ့တော့ဒီ7နှစ်မြောက်ရှိသွားတဲ့အခါမှာကျွန်တော်တို့သုံးစွဲသူတွေကိုလည်းပဲကျွန်တော်တို့ကဂျေဇူးတုံ့ပြန်တဲ့အနေနဲ့ကျွန်တော်လွန်ခဲ့တဲ့စက်တင်ဘာ16ရက်နေ့ကကျွန်တော် Bogo offer ဆိုပြီးကျွန်တော်တို့ offer ပေးခဲ့ပါတယ်ခင်ဗျာဒီ offer နဲ့အတူပဲကျွန်တော်ဝန်ထမ်းတွေအတွက် campaign တခုကျွန်တော်တို့လုပ်ပေးဖို့အစီအစဉ်ရှိပါတယ်ခင်ဗျာအဲ့တော့ဒီ campaign ကိုလည်းဝန်ထမ်းအားလုံးကျွန်တော်တို့ပါဝင်ပြီးတော့ဆင်နွှဲကြပါဦးလို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်လိုပါတယ်ခင်ဗျာ MPT ဟာဝန်တန်းပေါင်း9000ကျော်နဲ့အတူရှေးတုတ်လမ်းချီမြမပီဆိုတဲ့စောင်ပုံနဲ့အညီမြမပီသူပြည်သားတွေအတွက်ယုံကြည်စိတ်ချရတဲ့ဆက်သွယ်ရေးဝန်ဆောင်မှုတွေပေးနေုံသာမကပဲနိုင်ငံတော်ဝန်ကလူမှုအဖွဲ့အစည်းတွေအတွက်လည်းလိုအပ်တဲ့အထောက်အပံ့တွေကိုအချိန်နဲ့တပြည့်ညီပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ် တံမိုးထားရတဲ့မိဖက်အဖွဲ့အစည်းတွေနဲ့အတူဝန်ထမ်းအလုံးအတူတကွာပါဝင်ဆောင်ရွက်မှုနဲ့ကျမတို့ရဲ့အောင်မြင်မှုတွေကိုဂုဏ်ပြုခြင်းပုံမကောင်းမွန်တဲ့အနာဂတ်စီကိုရှေ့ဆက်ဆောင်လန်းလိုက်ကြပါစို့။ MPT ရှေ့သို့လန်းစီမြန်မာပြည်